ားလုံးမင်္ဂလာပါရှင်ဒီဗီဒီယိုမှာဆိုရင်ကျွန်တော်တို့နိုင်ငံခြားသားတွေအနေနဲ့လည်းပဲဒီကိုရီးယားအစိုးရကိုအစိုးတင်သွင်းလာတင်သွင်းလို့ရတယ်ဆိုရဲနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်ဘယ်လိုမျိုးတင်သွင်းလို့ရတယ်ဆိုတာကိုဒီဗီဒီယိုနဲ့ရှင်းပြပေးပါမယ်။အရင်ဦးဆုံးပူကဲကနေပေါ့နော် e-paper ဆိုတဲ့ဟာကိုကျွန်တော်တို့ရရှာကြည့်ပါမယ်။ e-paper ဆိုတာကြာလာတဲ့အချိန်မှာဆိုရင်ဒီဟာပေါ့နော်ဒီဟာကကြာတော့ကိုရီးယားလူတွေကိုရီးယားဆိုရောက်တင်တွင်းနဲ့ အဆိုတင်တွန်းလာဆိုင်ဖြူတော့မှဒါကြတော့ကျမတို့နိုင်ငံခြားသားတွေအနေနဲ့အဆိုရောက်တင်တွန်းလို့ရတဲ့အဆိုတင်တွန်းလာဖြစ်ပါတယ်အမှဝင်လိုက်ပြီဆိုရင်ကကြတော့ဘာသာစကားမျိုးရှိရပေါ့နော်အမှကျမတို့ဘာသာစကားမျိုးမှာဘာသာစကားရွေးမယ်ဆိုရင်ဘာသာစကားကြောက်တဲ့မျိုး phone မတူတဲ့အခါကြတော့ပေါ့နော်အဲ့လိုမျိုးအလုံးပြက်နေတာပေါ့အဲ့ဒါကြတော့ကြည့်လို့မရတဲ့အခါကြတော့ကျမတို့ကအင်္ဂလိပ်စာနဲ့ပဲကြည့်လိုက်ပါမယ်ကြည့်နိုင်မယ့်ဆိုမှစီမှာဆိုရင်ကျမတို့ဒီမှာကကြတော့အမ် အရင်ကအစိုးတင်တွန်းလာတင်တွန်းခဲ့တဲ့အစိုးတင်တွန်းလာတွေကြီးလို့ရနေတာဖြစ်ပြီးတော့မှဒီနေရာမှာကကြာတော့ဘယ်လိုမျိုးတင်တွန်းရမယ်ဆိုတဲ့ပတ်သက်ပြီးတော့မှရှိတဲ့အရာဖြစ်ပါတယ် click လုပ်ပေးလိုက်ပါမယ်အဲ့ဒါဆိုရင်အောက်မှာကဘယ်လိုမျိုးတင်တွန်းလို့ရတယ်ဆိုရဲဟာ step by step ရှင်းပြထားတာရှိရပါတော့เนาะအမှကျွန်တော်တို့ကဆိုရင်အစိုးတင်တွန်းလာတင်တွန်းချင်းဆိုတဲ့နေရာမှာ click လုပ်ပေးလိုက်မယ်ဆိုရင်အမျိုးမျိုးကြာအာဒီဟာဖြည့်ဖြည့်ရမယ့် form ကြာလာပြီပေါ့เนาะအမှကျွန်တော်တို့ကမြန်မာနိုင်ငံမလို့မြန်မာနိုင်ငံရေးပါမယ် ညမအောင်ရေးပြီးတော့မှဒီညမနမိမှာဆိုရင်ကျွန်တော်တို့ကိုယ်ပိုင်နာမည်ရေးပေးပါမယ်နိုင်ငံရေးပေးပြီးမလို့ဖုန်းနံပါတ်မှာလည်းပဲဖုန်းနံပါတ်ကိုရေးပေးပါမယ်။ဖုန်းနံပါတ်ကိုရေးပေးပြီးတော့မှဒီ passport တို့ကကြော်လိုက်လည်းရပါတယ်။ပြီးဒီကိုရီးယားနိုင်ငံမှာနေထိုင်နေကြအောင်ပေါ့နော်။ကိုရီးယားနိုင်ငံမှာရေးပေးပါမယ်။ပြီးကိုရီးယားမှာနေနေတဲ့ကိုယ့်ရဲ့အာဟိုလာဟို လိပ်စာကိုပေါ့နော်လိပ်စာကိုရေးပေးပါမယ်경기도남양주시ဘာညာဘောနော်ကိုရဲ့လိပ်စာကိုလိပ်စာအတိုင်းရေးပေးပါမယ်ဒီမှာရေးပေးပြီးနောက်မှာဆိုရင်ကျမတို့ဒီ email ပေါ့နော် email ကဆိုရင်လည်းကိုရဲ့ကိုပိုင် email ရေးပေးရပါမယ် ါကကျတော့ Gmail ဆိုရင် Gmail ရေးပေးပါမယ်ပြီး SNS နဲ့ပေါ့နော်ကျမတို့ရဲ့ message ကိုယူမှာဖြစ်တဲ့ကြောင့်မို့ဒီမှာ click လုပ်ပေးပါမယ်နောက်ပိုင်းမှာဆိုရင်ကျမတို့ GNN နဲ့ပတ်သက်ပြီးတော့မှာပေါ့နော်အခု GNN ပြဿနာရင်ဖြစ်နေခါကျတော့ GNN short ကြပေးဖို့တက်ပြောပါမယ် ျင်းနိုင်ဖြစ်တာပြီးပြောပြီးတော့မှဒီညမှာဆိုရင်ကတော့ကျွန်တော်တို့အကြောင်းအရာပေါ့နော်ဘယ်လိုမျိုးအကြောင်းအရာရေးရမလဲဆိုတဲ့ဟာတွေကိုရေးလိုက်ရင်ရပါတယ်အဲနောက်ပိုင်းမှာဆိုရင်ငါကတော့ကျွန်တော်တို့ဒီညမှာပေါ့နော် submit ဆိုတဲ့ညမှာအာဒါကတော့တင်တွင်းခြင်းပေါ့နော်ပြမိတ်ဆိုရင်ကတင်တွင်းခြင်းညမှာ click လုပ်ပေးလိုက်မယ်ဆိုရင်ကတော့အဆိုပြုလွာကဆိုရင်ဒီအကိုရဆွေးရစီရောက်တာပေါ့နော်အဆိုပြုလွာဒီလိုမျိုးတင်ရင်တင်တဲ့အလိုက်ပေါ့နော်သူတို့ကအာစစ်ပေးရရှင်စစ်ပေးပြီးတော့မှသူတို့ရော့ချမှုလုပ်ပေးခါကျတော့အလုံးဒီလိုမျိုးတင်သွင်းပြီးပို့အတွက်ပေါ့နော်ပြောချင်ပါတယ် ပြီးကိုယ့်ရဲ့အဆိုတင်တွန်းလာဘယ်လိုမျိုးအကြောင်းအရာတင်တွန်းခဲ့ရလဲဆိုတာကို check ခြင်းရင်းဒီထဲမှာစစ်ကြည့်လို့ရပါတယ်စစ်ပြီးတော့မှကိုယ့်ရဲ့ Gmail ကနေပေါ့เนาะဒီကုတ်နံပါတ်တောင်းလိုက်မယ်ဆိုရင်ကကျွန်တော်ကုတ်နံပါတ်6လုံးကြာခဲ့ရင်ကုတ်နံပါတ်6လုံးဖြည့်ယူနေပဲဒီမှာ click လုပ်ရင်းနေပေါ့เนาะဒီမှာ confirm click လုပ်ယူနေပဲကိုဘယ်လိုမျိုးဆိုတင်တွန်းလာကိုတင်တွန်းထားအကြောင်းကိုပြန်စစ်ဆေးလို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ထိပါပဲအားလုံးကျေးဇူးတင်ပါတယ်